ဝေဖန်ခံမှုတွေရှိနေတဲ့ကုလသမဂ္ဂထူးကိုယ်စားလှယ်ဒီပလီရှော့ဟာစစ်ကောင်စီရဲ့နိုင်ငံသားဝင်ကြီးဦးတန်းဆွေတို့နဲ့ဧပြီလ9ရက်နေ့မနက်ပိုင်းကနေပြီးတော့မှတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။အဲဒီလိုတွေ့ဆုံမှုနဲ့ပတ်သက်ပြီးစစ်ကောင်စီကသတင်းထုတ်ပြန်ပေမဲ့ငလျင်တင့်ပြည်သူတွေကိုပူပေါင်းကူညီကယ်ဆယ်ပေးမယ်ဆိုတော့ကလွဲပြီးအခြားဘယ်ကြောင့်အရကူမှဆွေးနွေးခဲ့ကြရတယ်ဆိုတော့ကိုထုတ်ပြန်ထားတာမတွေ့ရပါဘူး။ဒီတွေ့ဆုံမှုကငလျင်ကြောင့်ပျက်စီးနေတဲ့စစ်ကောင်စီရဲ့နိုင်ငံသားဝင်ကြီးဦးမှပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ကုလသမဂ္ဂတွင်မှုချုပ်အန်တိုနီယိုဂူတာရက်စ်က ဧပြီလ3ရက်နေ့မှာတော့ကုလအထူးကိုယ်စားလှယ်ရဲ့မြန်မာခီးစင်မှာငင်းချိုင်းနဲ့နိုင်ငံရေးဆိုင်ရာကိစ္စတွေဆွေးနွေးမှာဖြစ်တယ်လို့လည်းပြောဆိုထားပါတယ်။ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂျူလီရှော့ဟာသူ့ရဲ့စီးပွားရေးလုပ်ငန်းဆောင်မှုတွေနဲ့ပတ်သက်ပြီးအကျိုးစီးပွားဆိုင်ရာပြိပခရှိမရှိကိုအ мян ဆုံးစစ်ဆေးမှုပြုလုပ်ပြီးတွေ့ရှိချက်တွေကိုအများပြည်သူကဒီပေးချပြဖို့ရပတ်ဖွဲ့စည်း290ကလက်မှတ်ရေးထိုးအိတ်ဖွဲ့စာပေးပို့ခံထားရသူလည်းဖြစ်ပါတယ်။ကုလအထူးကိုယ်စားလှယ်ရဲ့စီးပွားရေးလုပ်ငန်းဆောင်မှုတွေနဲ့မြန်မာနိုင်ငံမှာလုပ်ကန်နေတဲ့ရှင်းကောက်ရီဇော့စ်နဲ့ China Communication Consulting Company အပါအဝင် ဖြစ်နိုင်ခြေရှိတဲ့ ဒါမှမဟုတ်အတီးပြုတ်ထားတဲ့တက်ထွေလုပ်ငန်းနဲ့တရုတ်ဆိုရပိုင်ကုမ္ပဏီတွေဆက်နွယ်နေတယ်လို့လည်းသိရှိရပါတယ်။ Mrs. Jubilee Bishop ရဲ့တရုတ်ဆိုရပိုင်ကုမ္ပဏီတွေနဲ့ဆက်နွယ်နေတာဟာတရုတ်နိုင်ငံနဲ့ထိတွေ့ဆက်ဆံမှုလိုအပ်တဲ့မြန်မာနိုင်ငံဆန်ကုလသမဂ္ဂအထူးကိုယ်စားလှယ်တဦးအနေနဲ့ရှိရမဲ့တမာတမတ်ကြမှုနဲ့လွတ်လပ်ပြီးအမီကိုကင်းမှုပေါ်စိတ်ဝင်မှုတွေဖြစ်စေတယ်လို့လည်းဖော်ပြထားပါတယ်ခင်ဗျာ။ ချင်းပြည်နယ်တီးတိမ်မြို့နယ်မေတ္တမြို့နယ်တွေအတွင်းကိုစစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းကနေပုံကျဲတက်ခိုက်ခဲ့လို့ကလင်းငယ်၆ဦးပါဝင်ဒေသခံ၁၂ဦးတိဆုံးခဲ့ရတယ်လို့သိရပါတယ်။ဒီကနေ့ဧပြီလ၁၀ရက်နေ့မနက်ပိုင်းတီးတိမ်မြို့နယ်ဇိုက်စန်းကျေးရွာကိုစစ်တပ်ကလေကြောင်းနဲ့ပုံကျဲလာရောက်တိုက်ခိုက်ခဲ့တာကြောင့်ကလင်းငယ်၄ဦးပါဝင်မိသားစုဝင်၆ဦးပွဲချင်းပြည်တိဆုံးခဲ့ရတယ်လို့သိရှိရပါတယ်။ဆက်လက်ပြီးမေတ္တမြို့နယ်တိုက်နယ်လေးအတွင်းကိုလည်းမင်းညမိုင်းကလေကြောင်းနဲ့ပေါင်900ပုံကျဲချတိုက်ခိုက်ခဲ့လို့ခရစ်ယာန်မှုတော်ဆောင်တပါးတကြီးရုံ၂ဦးနဲ့မတော်စားစုတဦး ခုနှစ်သားရွယ်တူရှစ်လသားရွယ်တူစုစုပေါင်း6ဦးတည်ဆုံးခဲ့ရတယ်လို့လည်းသိရှိရပါတယ်။အမှုတော်ဆောင်ဆရာကဘုံကဲတဲ့ခြေနှုန်းကမတည်ခဲ့ပါဘူး။ဘုံကဲချပြီးဖះเจ้าနဲ့အိမ်နေမီးလောင်နေတာကိုမင်းငိမ့်တက်နေတော့နောက်တစ်ခေါက်လင်းနဲ့လာပြတဲ့ချိန်မှာတည်ဆုံးခဲ့ရတာလို့မြစ်တဒေသခံတို့ကတော့ new dream မှာသတင်းဌာနကိုပြောဆိုထားပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့် AG ဖះเจ้าအတင်းတော်လေးအနေနဲ့ပြည်သူတွေရဲ့နေအပါဝင်စုစုပေါင်းနေဆယ်လုံးကျော်ပျက်စီးခဲ့တယ်လို့လည်းသိရှိရပါတယ်။ 2025ခုနှစ်ပါတီစုံထူထူရွေးကောက်ပွဲကိုဒီဇင်ဘာလတတိယပတ်မှာပြုလုပ်ဖို့ရလာတယ်လို့စစ်ကောက်စီရွေးကောက်ပွဲကော်မရှင်ရဲ့ကြေညာချက်ကိုစစ်ကောက်စီဝါဒပြသတင်းစာရင်းမှာဖော်ပြချက်ရသိရှိရပါတယ်။ယခုနှစ်ဒီဇင်ဘာလတတိယပတ်နဲ့ဒေါက်တာပတ်လာမယ့်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်တွေမှာပြုလုပ်ဖို့ရထားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အနောက်ရှက်တဲ့အခက်ခဲတွေစိန်ခေါ်မှုတွေရှိလဲရွေးကောက်ပွဲအောင်မြင်မှုအတွက်သက်ဆိုင်ရာဖွဲ့စည်းတွေနိုင်ငံရေးပါတီတွေပြည်သူတွေအားလုံးတစည်းတစ်လုံးနဲ့ဝိုင်းဝန်းပူးပေါင်းလက်တွဲကြိုးပမ်းဆောင်ရွက်ကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ရုပ်ကော်ဘွဲဆိုင်ရာလုပ်ငန်းမဲဆွယ်စည်းဝေးနာတွေဆောင်ရွက်ဖို့အချိန်လုံလုံလောက်လောက်ရရှိအောင်နိုင်ငံရေးပါတီတီထောင်ခွင့်ကိုမေလ9ရက်နေ့နောက်ဆုံးထားလျှောက်ထားကြဖို့ကိုလည်းစစ်ကောင်စီရဲ့ရုပ်ကော်ဘွဲကော်မရှင်ကတတိပေးထားပါတယ်လက်ရှိချိန်မှာနိုင်ငံရေးပါတီတွေမှတ်ပုံနေဖို့လျှောက်ထားတဲ့ပါတီပေါင်း22ပါတီနဲ့နိုင်ငံရေးပါတီပြည်ဆက်လက်တီထောင်ခွင့်နဲ့မှတ်ပုံနေခွင့်လျှောက်ထားတဲ့ပါတီ90စုစုပေါင်း82ပါတီရှိနေပြီဖြစ်တယ်လို့လည်းအချက်အလက်တွေကသိရှိရပါတယ်ခင်ဗျာယူရီမြန်မာရဲ့ညနေခင်းသတင်းစီစဉ်တွေကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိ မြန်မာစံနယ်ချိန်ည9:00နာရီတိုင်းမှာတင်ဆက်ပေးနေတာပြုလို့စောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီခင်ဗျာ